official ဝင်တဲ့ဖုန်းထဲမှာ price to performance ကောင်းပါတယ်ဆိုတော့ Redmi ရဲ့ Note 40 Pro Plus Global Version ထပ်အောင်အခုကျွန်တော်လက်ထဲမှာကင်ထားတဲ့ Honor 400ကနေရာတော်တော်များများမှာပို့ပြီးတော့ကောင်းနေတယ်။အဲ့တော့ဒီနေ့ဗီဒီယိုမှာဒီ Honor 400အကြောင်းကို review လေးပြောပြပေးသွားမယ်။အမေးဆွေးရပေါ့နော်ဒီ comparison video အပြည့်အစုံကိုကြည့်ကျင်နေဆိုရင်တော့အောက်က comment section ထဲမှာရေးပေးသွားခဲ့တောင်းဆိုမှုများရင်တော့ကျွန်တော်လုပ်ပေးပါမယ်။ယန်ဂွန် mobile store ဒီ honor 400 series ကနိုင်ငံတကာ reviewer ကြားထဲမှာဆိုရင်တော့တော်တော်လေးနာမည်ကြီးတယ်အခုမြန်မာနိုင်ငံက honor က honor 400နဲ့400 pro ဆိုပြီးတော့ဖုန်းနှလုံးနဲ့စပြီးတော့ဝင်လာပြီအဲဒီ honor 400 pro ကတော့ကျွန်တော်တို့ upper mid range စီးတန်းမှာတော့ရှင်ဖိုင်းရမယ်အနေထားမှာရှိပြီးတော့အခုကျွန်တော်လက်ထဲမှာခြင်ထားတဲ့ဒီ honor 400လေးကတော့ rotary mid range စီးတန်းမှာရှင်ဖိုင်းရမယ်ဆိုတဲ့အနေထားမှာရှိတယ်အဲ့တော့ဒီဖုန်းရဲ့ဈေးနှုန်းကိုစပြီးတော့ပြောရမယ်ဆိုရင်ဒီဖုန်းက12256 kit ကို16,900နဲ့ Gray 512 kit ကို16သိန်း9900ဒီဈေးနှုန်းဝင်ချင်မှာရှိတယ်။နောက်ပြီးတော့မိတ်ဆွေရဒီဖုန်းကိုဝယ်ဖို့စဉ်းစားနေရဆိုရင်တော့ pre order ကာလဖြစ်တဲ့ဇွန်21ကနေပြီးတော့ဇွန်လ4ရက်နေ့အတွင်းမှာဝယ်မယ်ဆိုရင် Honor Bag ကနေပြီးတော့9သိန်းဘူးလောက်တန်ဖိုးရှိတယ် Honor Watch 2 Iron တို့ Honor A7 Lite Ear Bag တို့နောက်ပြီးတော့ 1000mAh Honor Power Bank တို့ဒီလိုမျိုး pre-order kit တွေကိုပေးမှာဆိုတော့မိတ်ဆွေကဒီဖုန်းကိုဝယ်ဖို့စဉ်းစားနေရယ်ဆိုရင်ဒီ pre-order ကလာတွင်းမှာဝယ်လိုက်တာကတော်တော်လေးပို့ပြီးတော့တန်တယ်နောက်ပြီးတော့ Honor ကရပောင်း160ကျွင်းမှာဒီ shipment ကဘာကြောင့်ကွဲကွဲတစ်ချိန် free လဲပေးမယ်ဆိုတဲ့ service ကိုလည်း provide လုပ်ပေးထားဆိုတော့ ီပေါ့နော် pre order color တွင်းမှာဝယ်မယ်ဆိုရင်တော့ပို့ပြီးတော့တန်တယ်ဆိုတဲ့အနေအထားမှာရှိတယ်အဲ့တော့ဒီဖုန်းရဲ့အကြိုက်ဆုံးအပိုင်းဖြစ်တဲ့သူ့ရဲ့ body ratio နဲ့ screen size ကနေစပြီးတော့ပြောမယ်ပေါ့နော် body ratio ကိုကြည့်မယ်ဆိုရင်ဒီဖုန်းက iPhone တော်တော်လေးဆန်သွားတယ်အခြားဖုန်းတွေနဲ့မတူဘဲနဲ့ကျွန်တော်တို့ width ကပို့ပြီးတော့ကျယ်သွားလို့ဘေးဘက်ထောင်လေးကိုလည်းလုံးလုံးလေးလုပ်ပြီးလိုက်တာဆိုတော့တော်တော်လေး iPhone ထဲမှာတွားပြီးတော့ဆင်နေပေါ့နော်။နောက်ပြီးတော့ဒီဖုန်းရဲ့ display ကလည်း7.55 inch ဆိုတော့လက်ထပ်ဖက်တဲ့ကိုင်မယ်ဆိုရင်လည်းကောင်းကောင်းမွန်မွန်ကိုင်လို့ရတယ်ဆိုတော့အနေထားမှာရှိတယ်။ နောက်ပြီးတော့ဒီဖုန်းက flat display ကိုသုံးပေးထားတယ်ဒါအပြင်ဘေးဘက်ပေါင်တွေကလည်း flat ဆိုတော့လက်ထဲမှာကင်ရတာကလက်တစ်ဖက်ထဲနဲ့ကောင်းကောင်းမွန်မွန်ကင်လို့ရတယ်လို့ iPhone တစ်လုံးကိုကင်နေရတဲ့ခံစားချက်ကိုရတယ်မိ quality ကိုသွားကြည့်ရမယ်ဆိုရင်တော့ဒီဖုန်းကကျွန်တော်တို့နောက်ဖက်ချမ်းမှာဆိုရင်ကျွန်တော်တို့ glass ကိုသုံးထားပြီးတော့ဘေးဘက်ပေါင်ကတော့ plastic ပေါင်ပဲသုံးထားပြီးတယ်အဲ့တော့ဘေး quality ဘိုင်းကကြည့်မယ်ဆိုရင်တော့အဲတိုက်ပြီးတော့မစိုးဘူးဆိုတဲ့အနေထားမှာရှိတယ်အဲဒါအပြင်ကျွန်တော်တို့ IP rating နေနဲ့ IP 65လောက်ပါမှာဆိုတော့ရေဆိုတာတို့နည်းနည်းရေပေါ့ spread အဲ့လိုစင်တာလောက်လောက်ကတော့ဒီဖုန်းကခံနိုင်တယ် အဲဒီညမှာတော့ဗောနော်ကျွန်တော် Redmi ရဲ့ Note 40 Pro Plus က IP68 လောက်ဆိုတော့ဒီရေဆိုခံမှုအပိုင်းမှာတော့ဒီဖုန်းကအဲ Redmi ရဲ့ Note 40 Pro Plus တက်ဆိုင်တော့နည်းနည်းလေးအားနေတဲ့အပိုင်းရှိတယ်ဒီဖုန်းရဲ့ဒီဇိုင်းဘိုင်းကိုစပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းကတော်တော်လေးမှ minimalist ဖြစ်တဲ့ style ဘက်ကိုတွားတယ်ဒီဖုန်းရဲ့ကြောဘက်ခြံကိုကြည့်လိုက်ဗောနော်ဘာပတ်တဲ့ညာပတ်တဲ့တစ်ခုမှမပါဘဲနဲ့ mesh finish ကိုတုံးထားပေးတာလေ ။နောက်ပြီးတော့သူ့ရဲ့ကင်မရာဘန်းကိုကြည့်မယ်ဆိုရင်လေ၄000ပုံစံလိုလိုအဝိုင်းပုံစံလိုကင်မရာဘန်းထဲမှာကင်မရာနှလုံးရောကျွန်တော်တို့ဒီ flash light ကိုတစ်ခါတည်းထည့်ပြီးလိုက်တာဆိုတော့ဒီဖုန်းကရိုးရိုးရှင်းရှင်းလေးထဲမှာသူများနဲ့မတူဘဲနဲ့ကွဲထွက်တယ်ဆိုတော့လွတ်တစ်ခုကိုပေးတာတော့သိကြတယ်။အဲ့တော့ဒီဖုန်းရဲ့ဘေး quality ဘိုင်းနဲ့ hand feeling ဘိုင်းတွေက Redmi Note 40 Pro Plus လိုဖုန်းမျိုးနဲ့ရှင်မယ်ဆိုရင်တော့ IP rating မှာ IP rating နဲတာကလွှဲရင်ဒီဖုန်းမှာဘာမှအပြစ်ပြောစရာမရှိဘူး။ hand feeling ဘိုင်းမှာဆိုရင်ကျွန်တော်က compact ဖုန်းနဲ့ flat display ပါတဲ့ဖုန်းရဲ့ hand feeling ကိုကြိုက်တာဆိုတော့ ဒီ Honor 400ရဲ့ hand feeling ကိုပို့ပြီးတော့အောင်သဘောကျလေတယ် display ဘိုင်းကိုစပြီးတော့ပြောရမယ်ဆိုရင်တော့ဒီဖုန်းမှာပြောစရာလေးကနည်းနည်းလေးများတယ်ပေါ့နော်ဒီဖုန်းမှာက6.55 inches AMOLED display ကိုမှ 120Hz ကို support ပေးတယ်နောက်ပြီးတော့ P brightness နှစ်ကလည်း9000 nits ဆိုတော့ ဒီလိုမျိုးပေါ့နော်ဒီဈေးတန်းဝင်ချင်က merit phone တစ်လုံးမပြောနဲ့ပေါ့နော် flagship phone တစ်လုံးအနေနဲ့ဆိုရင်တော့မှတော်တော်ကြီးများတယ်ဆိုတဲ့အနေထားမှာရှိတယ်။မြင်သာအောင်ပြောရမယ်ဆိုရင် P Prime နဲ့9000နဲ့က Redmi ရဲ့ Note 40 Pro Plus မှာတုံးထားတယ်။ P Prime နဲ့3000နဲ့တက်စားရင်ပို့ပြီးတော့ lean နဲ့ဆိုတဲ့ display ကိုဒီ Honor Phone အတွက်မှာထည့်ထားပေးတယ်။နောက်ပြီးတော့ဒီ phone ရဲ့ screen to body ratio က90%ရှိတာဆိုတော့သူ့ရဲ့ဘေးဘက်ပေါင်လေးတွေကတော်တော်လေးမှပါပြီးတော့ symmetrical လည်းကျတော့ ကြည့်ရတာတော်တော်လေးအရသာရှိရတဲ့မှာပါတယ်။ display ဘိုင်းအကြောင်းကိုဆက်ပြီးတော့ပြောရမယ်ဆိုရင်တော့ online ရဲ့ဖုန်းဖြစ်တဲ့ကြောင်ဖုန်းလေးမှာသုံးမယ်ဆိုရင်ကိုယ့်ရဲ့မျက်စိကိုမထိခိုင်အောင် online ရဲ့ eye care mode display ကိုဒီမှာသုံးထားပြီးတယ်။ဒီ eye care mode display ကိုကျွန်တော်တို့ setting ထဲမှာသွားပြီးတော့ဖွင့်လို့ရတယ်ပေါ့နော်။ဒီထဲမှာဆိုရင် default eye care တို့ eye comfort တို့ဒီလိုမျိုး feature တွေကယနေ့ခေတ်လိုမျိုးပေါ့နော်ဒီဖုန်းတစ်လုံးကို screen time အများများကြီးတဲ့လူတွေအတွက်ကိုမျက်စိထိခိုက်မှာကိုစိတ်ပူတဲ့လူတွေအတွက်ကတော့ဒါလေးကတော်တော်လေးအသုံးဝင်နေ။နောက်ပြီးတော့ဒီဖုန်းရဲ့ display မှာက3840 Hz ပီဒူဝမ်ဒင်းမင်းနဲ့နောက်ပြီးတော့ကျွန်တော်တို့ Dynamic Dimming ဒီလိုမျိုး Display Feature တွေပါတာဆိုတော့ကိုကဖုန်းရဲ့ Display ကိုကြာကြာကြည့်လို့ကိုဖုန်းမျက်စိတွေကြိုက်မှာမျက်စိရဲ့နာမောင်ကိုလည်းတိတ်ပြီးတော့စိုးရိမ်စရာမရှိတော့ဘူး Display ဘက်ကသွားကြည့်မယ်ဆိုရင်ဒီဖုန်းက ူဈေးတန်းပေါ့နော်18သိန်းဝင်းကျင်မှာဆိုရင်တော်တော်ကြီးမှကောင်းပြီးတော့ price to performance ကောင်းတဲ့ display ကိုဒီဖုန်းမှာထည့်ထားပေးတာကတော့တေးသေးချာချာလေးပြောနိုင်တယ်အဲ့တော့ဒီဖုန်းမှာတုံထားပေးရတဲ့ SoC ကိုပြောရမယ်ဆိုရင်ဒီဖုန်းမှာက Snapdragon 7 Gen 3ကိုတုံထားပေးတယ်ဒီ SoC performance ကကျွန်တော်တို့ဒီ mid range ဈေးတန်းဒီဈေးတန်းဝင်းကျင်မှာဆိုရင်မောင်မှာတော်တော်ကြီးမှကောင်းနေဆိုတဲ့ SoC ကိုဒီဖုန်းမှာထည့်ထားပေးတာ ပုံမှန်ပေါ့နော်မြင်တောင်ထပ်ပြီးတော့ပြောရမယ်ဆိုရင် Redmi ရဲ့ Note 40 Pro Plus မှာက Snapdragon 7S Gen 3ကိုပဲတုံးထားပေးတာအဲ့တော့ဒီကောင်းရဲ့ Snapdragon 7S Gen 3က Redmi ရဲ့ Note 40 Pro Plus မှာတုံးထားတဲ့ Snapdragon 7S Gen 3တက်ဆိုင်ရင် CPU ဘိုင်းမှာရော GPU ဘိုင်းမှာရောပို့ပြီးတော့အားတာတယ်အဲ့တော့မိတ်ဆွေက daily usage ဖုန်းသုံးတာအပြင်မှာ game တွေပါပေါ့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 ဆော့မယ်ဆိုရင်လည်းအမှ တော်တော်ကြီးမှအဆင်ပြေဆိုတဲ့ performance ကိုဒီဖုန်းမှာထုတ်ပေးနိုင်တယ်။နောက်ပြီးတော့ဒီ Honor 400မှာက Android 50ပေါ်အခြေခံထားတဲ့ Magic OS 9ကိုသုံးပေးထားတယ်။အဒီ Magic OS 9အကြောင်းကိုထူးထူးခြားခြားပြောရမယ်ဆိုရင်တော့သူရှိမှာက AI feature တွေအများကြီးပါတယ်ပေါ့နော်။နောက်ပြီးတော့ဒီဖုန်းက software update ကို6နှစ်လောက်ထိပေးမှာဆိုတော့ဖုန်းတစ်လုံးကိုခက်ချာချာကင်ကျင်တဲ့လူတို့ကတော့တော်တော်လေးမှအဆင်ပြေဆိုတဲ့အနေအထားမှာရှိတယ်။နောက်ပြီးတော့သူရှိမှာတုံးထားပေးတဲ့ Snapdragon 7 Gen 3 SoC နဲ့ကလည်းသူရှိမှာပါလာတဲ့ AI feature တွေကိုသုံးမယ်ဆိုရင်ချောချောမော့မော့လေးသုံးလို့ရရဆိုတဲ့အနေ ထားမှာရှိတယ်သူရှိမှပါလာတဲ့ AI feature တွေကိုကျွန်တော်အပိုင်းနှစ်ပိုင်းခွဲပြီးတော့ပြောပြပေးမယ်ပထမဆုံး AI feature တွေကိုစပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ daily usage မှာအသုံးဝင်တဲ့ AI writing တို့ AI subtitle တို့ AI magic bot တို့ဒီလိုမျိုး AI feature တွေကတော်တော်လေးမှ daily usage မှာတော်တော်လေးအဆင်ပြေတော့ပေါ့နော်အဲဒီတဲမှာ magic bot အကြောင်းပြောရမယ်ဆိုရင် magic bot ကဘယ်လိုမျိုးနေရာမှာအဓိကအသုံးဝင်တာလဲဆိုတော့ဥမာကျွန်တော်တို့ စာတစ်ခုခုပဲဖြစ်ဖြစ်ပုံတစ်ခုပဲဖြစ်ဖြစ်နှုတ်ထဲမှာသွားမှတ်ခြင်းနဲ့ဆိုရင်အိစာကိုကျွန်တော်တို့ save လုပ်ရတယ်နောက်ပြီးကျရင်နှုတ်ထဲမှာသွားမှတ်ကြတယ်ပေါ့နော်အဲ့ခါကျရင် stat တွေအရင်များတယ်အဲ့လိုမျိုးနေရာတွေမှာဒီလိုမျိုး magic bottle ကိုတုံးလိုက်မယ်ဆိုရင်ကိုကပုံကိုနှုတ်ထဲမှာသွားမှတ်ခြင်းနဲ့ဆိုရင်တစ်ခေါက်စိတ်เสียမလို့တော့မယ်နဲ့နှုတ်လေးကိုတစ်ချက်ထောက်ပြီးတော့ magic bottle ထဲမှာရှိတဲ့ AI နှုတ်ထဲကိုသွားဝင်ပြီးတော့ထည့်လိုက်မယ်ဆိုရင်တစ်ခါတည်းထည့်ပြီးသားနောက်ပြီးတော့ကိုကအိတ်အောက်မှာနှုတ်တွေပါမှတ်ခြင်းလဲလွယ်လွယ်ကူကူမှတ်လိုက်လို့ရတယ်အဲ့လိုပဲဒီ magic bottle ကဒီလိုမျိုး AI နှုတ်ကိုတုံးလို့ရတာအပြင်မှာ ကိုကပေါ့နော်ဒီပုံတပုံကိုအခြားတငယ်ချင်းတရားရောက်ကို share ခြင်းနဲ့ဆိုရင်လည်းအဲ့လိုမျိုး magic bottle တဲ့ကနေပြီးတော့တစ်ခါတည်း debate တဲ့တစ်ခါကြီးလှုပ်လိုက်တဲ့ကိုရတာဆိုတော့ daily use case မှာကတကယ်အသုံးဝင်တယ်ပေါ့နော်နောက်ထပ်ဒီ AI feature မှာကျွန်တော်သဘောကျတဲ့ AI feature ကတော့ AI ဆက်တိုက်တယ်ဒီလိုမျိုး AI ဆက်တိုက်တယ်ကဘယ်လိုနေရာမှာတကယ်အသုံးဝင်တာလဲဆိုတော့ဥပမာကျွန်တော်တို့ရုပ်ရှင်တွေမှာကြည့်တဲ့အခါမျိုးကြရင်စာတန်းမထိုးတဲ့အခါမှာဒီ AI ဆက်တိုက်တယ်ကိုဖွင့်ပြီးတော့စာတန်းထိုးကိုကြည့်လို့ရတယ်နောက်ပြီးတော့ဒီ AI ဆက်တိုက်တယ်ကပို့ပြီးတော့သဘောကျတဲ့အချက်ကဥပမာထားပါတော့ကိုက ဘာသာစကားတစ်ခုခုလေ့လာနေရဆိုရင်ဒီ AI စက်တိုက်တွေကနေပြီးတော့ခုနကကျွန်တော်တို့စာတန်းထိုးခဲ့တဲ့ဟာတွေကိုသူကမှတ်ပေးထားပြီးတော့ကျွန်တော်တို့ note အနေနဲ့ပြန်ထုတ်ချင်ရင်လည်းလုပ်လို့ရတယ်။သူရှိမှာ AI feature တွေအများကြီးပါတဲ့နေရာမှာကျွန်တော်တို့အတွက်တော်တော်လေးကိုအသုံးဝင်ပြီးတော့တကယ်ပေါ့နော်ဖုန်းကိုသုံးမဲ့လူတွေအတွက်အသုံးဝင်တဲ့ AI feature နှစ်ခုကိုကျွန်တော်ပြောပြပေးသွားတာ။နောက်ထပ် camera AI feature တွေကတော့ကျွန်တော် camera အကြောင်းပြောရတဲ့ဆက်ပြီးတော့ပြောပြပေးမယ်။အဲ့တော့ဒီ Honor Phone 100ရဲ့ camera အကြောင်းကိုစပြီးတော့ပြောလိုက်အောင် ဒီဖုန်းမှာတုံးထားပေးရတဲ့ camera specification ကတော့200 megapixel main camera နဲ့12 megapixel ultra wide ကိုထည့်ထားပေးတယ်။ dual camera setup ကိုပဲတုံးထားပေးတယ်။ပုံထွက် quality တွေကတော့ဒီဖုန်းနဲ့ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်တော်တော်လေးအဆင်ပြေတယ်ဆိုတော့ပုံထွက် quality ကိုထုတ်ပေးတယ်။ဥပမာကျွန်တော်တို့ဓာတ်ပုံတွေမှာရိုက်မယ်ဆိုရင်ဒီဖုန်းမှာကရိုးရိုးတန်းတန်းဓာတ်ပုံရိုက်မယ်ဆိုရင် 1H 2H နဲ့ 4H ရိုက်လို့ရတယ်။ ultra wide ဓာတ်ပုံတွေရိုက်မယ်ဆိုရင်တော့ 0.6H နဲ့ရိုက်လို့ရတယ်။ အဲကျွန်တော်ဓာတ်ပုံဆန်ရိုက်ကြည့်တော့ကမှာတော့ 2H3 လောက်ထိဓာတ်ပုံရိုက်မယ်ဆိုရင် detail အရင်ကြာသွားတာမျိုးမကြုံပါဘူး 4H လောက်ထိရိုက်မယ်ဆိုရင်တော့ detail လေးနည်းနည်းကြာသွားတော့ကျွန်တော်အနေနဲ့ကြုံရတယ်ကင်မရာဘက်ကိုကျွန်တော်ဆန်ပြီးတော့ရိုက်ကြည့်ရတော့မှာတော့ကျွန်တော် main camera နဲ့ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်သူ့ရဲ့ look ကနည်းနည်းလေး vivid ဖြစ်တဲ့ look တစ်ခုကိုတွားတယ်နောက်ပြီးတော့ကိုကအဲ့ vivid ဖြစ်တဲ့ look ကိုမကြိုက်ဘူးဆိုရင်လည်းသူ့ရှိမှာ color လေးရွေးပြီးတော့1ဖြစ်တာကိုတွားလိုက်လို့ရတယ်ပေါ့နော်အဲနောက်ပြီးကျွန်တော်ဓာတ်ပုံရိုက်ကြည့်တဲ့နေရာမှာဆိုရင် main camera နဲ့ရိုက်မယ်ဆိုရင် detail တော်တော်လေးကောင်းပြီးတော့ dynamic range တွေအဆင်ပြေတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ်။နောက်ပြီးတော့ဒီဖုန်းမှာက video reaper ရိုက်မယ်ဆိုရင် 4K ကို30 frame per second အထိရိုက်လို့ရတယ်။နောက်ထူးခြားတဲ့ချက်ကိုပြောရမယ်ဆိုရင်တော့သူ့ရဲ့ portrait photo ပေါ့နော်။ ပေါ်ထိုက်တွေပါရိုက်မယ်ဆိုရင်ဒီဖုန်းက Hardcore Studio ပေါ့နော် Bearish မှာရှိတဲ့ Hardcore Studio နဲ့ပေါင်းပြီးတော့ Hardcore Color ပုံစံလေးရိုက်လို့ရတယ်ပေါ့နော်ပုံစံဆိုရင်တော့ကျွန်တော်တိရလောက်ဆိုရင်၃မျိုးလောက်တော့ပါတယ်အဲ့ထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ Hardcore Color ဆိုတော့ကျွန်တော်တို့ဒီ Color လေးကိုတော့တော်တော်သဘောကျတယ်ပေါ့နော်သူကဓာတ်ပုံတွေပါရိုက်မယ်ဆိုကျွန်တော်တို့နည်းနည်းမှိုင်းတိုင်းတိုင်းလေးနဲ့ Dramatic ဖြစ်တဲ့ look ကိုပေးတာဆိုတော့ကျွန်တော်အတင်းကတော့ပို့ပြီးတော့အကြိုက်တွေ့တယ်နောက်ပြီးတော့ selfie camera ကတော့ဒီဖုန်းက50 megapixel selfie camera ကိုတုံးထားပြီးတယ် selfie ဓာတ်ပုံရိုက်ကြည့်တဲ့နေရာမှာကျတော့ဘယ်လိုမျိုးရှိလဲဆိုဥပမာကျွန်တော်တို့ preview မှာကြည့်မယ်ဆိုရင်တော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်တိတ်ပြီးတော့လှတဲ့ပုံတွေမဟုတ်ဘူးဆိုပေမဲ့ကျွန်တော်တို့ဓာတ်ပုံတကယ်ရိုက်ကြည့်ပြီးတော့သူ processing တွေပါ RAM ပြီးတော့ကြည့်နိုင်မယ်ဆိုရင်ဒီ data တော်တော်လေးကောင်းပြီးတော့အဆင်ပြေတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ် အဲဒီဖုန်းကကင်မရာဘန်းကိုပြောရမယ်ဆိုရင်သူ့ရဲ့ကင်မရာ specification နဲ့ကင်မရာပုံဖက်ဘယ်လိုနေလဲအပြင်မှာသူရှိမှာပါတဲ့ကင်မရာ AI feature တွေကိုစပြီးတော့ပြောမှရနိုင်မယ်။သူရှိမှာကင်မရာ AI feature တွေအနေနဲ့နောက်ပြီးတော့ဒီဖုန်းမှာကဖုန်းတော်တော်များများမှာပါတဲ့ AI eraser လိုမျိုးကင်မရာ AI feature အပြင်မှာ face tune တို့ AI beauty တို့ AI SK တို့နောက်ပြီးတော့ AI cutout တို့ AI outpainting တို့ဒီလိုမျိုး AI feature တော်တော်များများပါတယ်။အဲဒီရဲ့ AI feature တွေကိုကျွန်တော်အကြမ်းမြင့်အနေနဲ့စပြောရမယ်ဆိုရင်တော့ AI face ကျူးကဘယ်လိုမျိုးလောက်တာလဲဆိုဥပမာကျွန်တော်တို့ group photo တွေရိုက်တဲ့ခါကျရင်အချို့လူတွေကမျက်လုံးတွေပါမှိတ်သွားတာရှိတယ်အဲ့ဒါမျိုးကြရင်ကျွန်တော်တို့ဒီ AI face ကျူးနဲ့ထည့်ပေးလိုက်မယ်ဆိုရင်မျက်လုံးတွေပါတွေ မှန်အောင်ပေါ့နော်မျိုးလုံးပြန်ဖွင့်သွားအောင်လုပ်ပေးတယ်။ဒါပြင်မှာကျွန်တော်တို့ AI SK ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဥမာကျွန်တော်တို့ DJI ရဲ့ပုံလေးကိုဒီ AI SK လုပ်လိုက်မယ်ဆိုရင် detail ပို့ပြီးတော့ကောင်းပြီးတော့ကြီးကြီးလေးဖြစ်တဲ့ပုံလေးတွေကိုထုတ်ပေးတာပေါ့နော်။နောက်ဆုံး AI outpainting ကကြတော့ဥမာကျွန်တော်တို့ဓာတ်ပုံရိုက်လိုက်တဲ့အနေအထားမျိုးမှာ close up shot အရင်ဖြတ်သွားလို့ဘေးဘက်က background တွေကနဲသွားဆိုရင်ဒီ AI out painting လေးကိုသုံးလိုက်ပြီးတော့ background တွေကိုချဲ့လိုက်လို့ရတယ်ပေါ့နော်ဒီ AI feature တွေကိုကျွန်တော်စမ်းပြီးသုံးကြည့်နေရမှာလဲသူ့ရဲ့ camera experience ကို ပို့ပြီးတော့တဆင့်မြင့်တင်နိုင်တာတော့ကျွန်တော်အနေနဲ့မြင်မိတယ်။နောက်ပြီးတော့ဒီ camera AI feature နဲ့နည်းနည်းဆက်ဆက်တဲ့ camera AI feature ကိုပြောရမယ်ဆိုရင်တော့ image to video ပေါ့နော်။ဒီ image to video ကဘယ်လိုမျိုးအလုပ်လုပ်လာလဲဆိုတော့ဥမာကျွန်တော်တို့ကပုံတစ်ပုံကိုဒီ image to video တွေကိုသွားထည့်လိုက်မယ်ဆိုရင်ပုံကနေပြီးတော့ကျွန်တော်5စက္ကန့် video ပေါ့နော်။အဲ့လိုမျိုးလေးလုပ်ပေးတာပေါ့နော်။ကျွန်တော်ဆန်းပြီးတော့တုံးကြည့်တဲ့နေရာမှာလေတော်တော်လေးမှကလိလို့ကောင်းနေဆိုတဲ့အနေထားမှာရှိတယ်။ အဲ့တော့ဒီဖုန်းက AI feature အနေနဲ့ကြည့်ရမယ်ဆိုရင်တော်တော်လေးမှများပြီးတော့ကျွန်တော်တို့တော်တော်လေးကလိလို့ကောင်းလို့အဲဒီ user အတွက်ကလည်းတော်တော်လေးအဆင်ပြေတဲ့ camera AI feature တွေကိုဒီဖုန်းမှာထည့်ပေးထားတယ်။ battery ပိုင်းကိုသွားပြီးတော့ကြည့်ရမယ်ဆိုရင်ဒီဖုန်းမှာ6000 mAh battery ကိုမှအပြန့်သွင်းဖို့ကို 80W fast charging ကို support ပေးတယ်။ဒီလိုပေါ့နော်7.55 inch ပဲရှိတဲ့ဖုန်းတစ်လုံးအနေနဲ့အထူးကလည်း7.3 mm လောက်ဖုန်းမှာကဒီလိုမျိုး6000 mAh ထည့်ထားပေးတာကတော့တော်တော်ကြီးမှအားရဖို့ကောင်းတယ်ပေါ့နော်။ လေးနဲ့တိတ်မလေးသလိုဘက်ထရီအားကလည်းတော်တော်လေးခံတယ် နောက်ပြီးတော့အားပြန်သွေးမှုကိုကြာလဲ80ဝါလောက်တီကိုဆက်ပို့ပေးတာဆိုတော့ကိုကဖုန်းကိုတနေ့လုံးအကြာကြီးသုံးပြီးွားလို့အားရပါကုန်သွားလို့အားပြန်သွေးမယ်ဆိုရင်လည်းမိနစ်40လောက်နဲ့အားအပြည့်ပြန်ပေးတာဆိုတော့တော်တော်လေးမှအဆင်ပြေတဲ့အထဲမှာပါတယ်အဲ့တော့ဒီဖုန်းကကျွန်တော်တို့ suffering light သေးပြီးတော့ပါပေမဲ့သူ့ရဲ့ battery နဲ့ fast charging ကတော့ဒီဈေးနှုန်းဝင်ချင်မှာတော်တော်လေးမှအားရဖို့ကောင်းနေဆိုတဲ့ဖုန်းထဲမှာပါတယ် channel speaker ကိုသွားကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းမှာက stereo speaker ကိုသုံးထားပေးတယ်ဒီ stereo speaker ကိုသုံးထားပေးတဲ့အပြင်မှာကျွန်တော်တို့ secondary speaker ကိုကြတော့ဒီ earpiece speaker ထွက်တာမဟုတ်ဘဲနဲ့ဖုန်းရဲ့အပေါ်ဘက်တောက်မှာ speaker speaker တစ်လုံးတက်တက်တည်တံ့ထုတ်ပေးထားဆိုတော့ studio sound ပို့ပြီးတော့ရတယ်ဒီ speaker ဆန်းပြီးတော့နားထောင်ကြည့်ရတဲ့အချိန်မှာလေ clarity ကတော်တော်လေးကောင်းလို့ bass stand တွေကိုလည်းကောင်းကောင်းမွန်မွန်ကြားရတယ်ပေါ့နော်ပုံမှန် display site သေးတဲ့ဖုန်းတွေမှာတွားပြီးတော့ဒီ speaker နားထောင်ကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ form factor သေးတာဖြစ်တဲ့အတွက်ကြောင့် bass stand တွေကိုတိတ်ပြီးကြားလိကြားထားမှရှိဘူးပေါ့နော်ဒါပေမဲ့ဒီဖုန်းမှာတော့ထူးထူးခြားခြား bass stand လေးရတယ်တော်တော်လေးကောင်းတဲ့အနေအထားမှရှိတယ် အဲ့တော့ကျွန်တော် host ရှင်းမှာပြောခဲ့တဲ့ display နဲ့သူရှိမှာတုံးထားပြီးတဲ့ speaker နဲ့ကကြတော့ကျွန်တော်တို့ multimedia consumption လုပ်ဖို့အတွက်ရုပ်ရှင်တွေပါကြည့်ဖို့အတွက်ကတော့ဒီဖုန်းလေးက တော်တော်လေးမှသုံးလို့ကောင်းတယ်ဆိုရဲအနေထားမှာရှိတယ်။နောက်ထပ် fingerprint sensor အနေနဲ့ဒီဖုန်းမှာကကျွန်တော်တို့ anatomic fingerprint sensor အုံမှာ Jordan နဲ့ optical fingerprint sensor ကိုပဲသုံးထားပေးတယ်။အဲဒီနေရာမှာတော့ ultrasonic တို့ဘာလို့မဟုတ်ဘူးပေါ့နော်။အဲဒါကလည်းဒီမြန်မာနိုင်ငံက official ဝင်တဲ့15သိန်း16သိန်း18သိန်းပေါ့ဒီဈေးတန်းဝင်ချင်မှာဆိုရင်တော့ဒါကပုံမှန်ပဲကျွန်တော်တို့လက်ခံလို့ရတယ်ဆိုရဲအနေထားမှာရှိတယ်။အဲတော့နောက်ဆုံး conclusion အနေနဲ့ဒီဖုန်းကဒီပေါ့ official global ဝင်တဲ့ဖုန်းထဲမှာ16သိန်း18သိန်းဝင်ချင်မှာဆိုရင် price to performance ကကြည့်မယ်ဆိုရင်တော်တော်လေးမှကောင်းတဲ့ဖုန်းတွေမှာပါတယ်သူရှိမှသုံးပေးထားတဲ့ display တွေ၊ဘေး quality တွေ၊ camera ဘိုင်းတွေအပြင်မှာ AI feature တွေကလည်းတော်တော်လေးဆုံဆုံလင်လင်ပါတယ်ပေါ့နော်နောက်ပြီးတော့ဒီစီတန်းဝင်းကျင်မှာ price to performance ကောင်းတဲ့ဆိုရဲ Redmi ရဲ့ Note 40 Pro Plus ဆိုင်ကျွန်တော်တို့ software support ဘိုင်းတွေမှာ camera ဘိုင်းတွေမှာနောက်ပြီးတော့ display ဘိုင်းတွေမှာကတော်တော်လေးမှပို့ပြီးတော့အားတာနေတာဆိုတော့မိတ်ဆွေကဒီ16သိန်း16ဒိန်ဝင်းကျင်မှာ daily usage all round တော့ကောင်းကောင်းမွန်မွန်သုံးဖို့ official global phone တွေကအပြင်မှာ ကျွန်တော်တို့ software support ကြာကြာပေးတဲ့ဖုန်းတစ်လုံးကိုလိုချင်နေဆိုရင်တော့ဒီ online 400လေးကိုပဲဝယ်သင့်တယ်လို့ပြောနေတယ်ပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်နာမည်အောင်ခွင့်ပါ Yangon Mobile Store